စင်လန်ထောက်ပို့တပ်ကိုထိုးစစ်ဆင်တိုက်ခိုက်တဲ့ဆိုတဲ့တဲ့င်းအနေရဆိုတဲ့တဲ့င်းရခိုင်ကနေတဆင်မီဇိုရန်ကိုအ धिक ကုန်သွေးရလမ်းတွေကိုအေအေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့စင်လန်ပါဝဲနေရာသုံးခုမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတာပါအေအေဥဆောင်ပြီးတိုက်ပွဲဝင်နေတဲ့ယူမအဆက်ကနေရာသုံးခုမှာပကိုးရခိုင်ယူမအဆက်နေရာဟာမကွေးရခိုင်ယူမအဆက်အေယဝတီရခိုင်ယူမအဆက်ကနေရာတွေထက်အခြေအနေပိုကောင်းနေပြီးနေတိုင်းလိုလိုအောင်မြင်မှုတွေရနေတယ်လို့သိရပါတယ် အီအီတိမ့်ပိုက်ထားတဲ့ point 63လုံးကုန်းမှာနေရာပြင်လေးဝင်ယူထားတဲ့စစ်တပ်ဟာစားနေရိတ်ခါပြက်လက်နေတာကြောင့်စစ်ကူနဲ့ရိတ်ခါလာပို့တဲ့အင်အား200ပါကပ္ပစ16ကစစ်ကြောင်း2ကြောင်းကိုအီအီကပိတ်ဆို့တိုက်ခိုက်နေတယ်လို့ဆိုပါရယ်63လုံး point ကုန်းမှာပိတ်မိနေတဲ့တပ်ဖွဲ့ဝင်တွေကိုစားနေရိတ်ခါတရှို့လေးကြောင်းကနေထောက်ပို့ကူညီပေးနေတာတွေရှိပေမဲ့လုံလောက်မှုမရှိတာကြောင့်တချို့ဟာထွက်ပြေးမှုတွေရှိနေတယ်လို့တချို့ကတော့အလန့်ဖြူထောင်းပြီးအရခတက်တော် EAC မှာလက်နက်ရှအလင်းဝင်မှုတွေလည်းရှိတယ်လို့ စီရီတည်ရင်မြစ်တွေကပြောကြပါဗျ။မြဝင်မာလာစနေရနေ့ညကနေမနေ့ကအထိတိုက်ပွဲတွေပြင်းထန်နေကြတာပါ။စစ်တပ်ကလည်းထိုးစစ်ဆင်နေတယ်လို့ခန့်စစ်တာခုခံခဲ့တဲ့အေအေကလည်းပြန်လေထိုးစစ်ဆင်နေတယ်လို့စီရီတည်ရင်မြစ်တွေကပြောကြပါဗျ။စစ်တပ်ကကြီးရည်လေးစစ်ကူယူပြီးတိုက်ခိုက်နေပေမဲ့နေကျွန်လာတဲ့စစ်ကြောင်းတွေကိုအေအေကဖျက်တောက်တိုက်ခိုက်နေလို့နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ တပ်ပွဲဟာဆက်လက်ပြင်းထန်နေပြီးစစ်ပွဲ area ထင်းမှာပါဝင်နေတဲ့ရှောင်းဝမင်းခုံတိုင်းတိုင်းရှောင်းမင်းပြင်ကြီးရွာတွေကိုစစ်တပ်က drone နဲ့အပါအဝင်မြေပြင်နဲ့ရေပြင်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတာကြောင့်ကြီးရွာတွေကနေအိမ်တချို့ပျက်စီးမှုတွေလည်းရှိခဲ့ပါတယ်။အလားတူစစ်ကောင်စီကတဘဝတန်ငွေနဲ့ရေနံတင်ပို့ရာမဒေးကျွန်းအနီးမြစ်ထဲကနေပြည်တော်အပါအဝင်အုံကျွင်ရေတပ်ကပါလက်နက်ကြီးတွေနဲ့ပစ်ခတ်တာ drone ဘုံတွေရှာတာတွေကြောင့်မရိုင်းဆိုင်ကျွန်း မြို့ဆောင်ကျွန်းနဲ့အနီးအနားကကျွာတွေဟာလည်းလက်နက်ကြီး drone တွေကြာရောက်မှာကိုစိုးရင်ပြီးတော့ဘေးလွတ်ရာကို တင်းရှောင်နေကြရတယ်လို့သိရပါဗျ။ပိတ်လိုက်တဲ့လမ်းတွေကတော့ရခိုင်ကကုန်တင်တွေမီဇိုရန်ပြည်နယ်ကိုကုန်သွားကူရမှာအ திக ဖြတ်တန်းသွားလာရတဲ့အိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်လောင်တလိုင်းခရိုင်ကကာဂီတွီတွန်းတပ်ပုရှေစတဲ့လမ်းတွေဖြစ်ကြပါဗျ။ အခုလိုအဲ့ဒီလမ်းတွေကိုယာယီပိတ်လိုက်တဲ့အတွက်ရခိုင်ကမီဇိုရန်ကို လောလောဆယ်မှာကုန်သွားကူးလို့မရနိုင်တော့သလိုမီဇိုရန်ကကုန်ပစ္စည်းတွေကိုအားထားနေရတဲ့ရခိုင်ပြည်သူတွေအတွက်လည်းကုန်စည်တွေပြတ်တောက်နေပြီးကုန်ပစ္စည်းတွေဟာလည်းဈေးနှုန်းမြင့်တက်သွားနိုင်တယ်လို့ကုန်သည်တွေကခံမှန်းနေကြပါတယ်။လက်ရှိဖြစ်ပွားနေတဲ့ပြင်းထန်ဝမ်းပြက်ဝမ်းလျှော်ယောဂဟာအိန္ဒိယနိုင်ငံမီဇိုရန်ပြည်နယ်နဲ့မြန်မာနိုင်ငံရှင်းပြည်နယ်နေဆက်ပလဝါကစေဘေးရှောင်တွေခုံလုံနေတဲ့မီဇိုရန်ပြည်နယ်လောက်တလိုင်းခရိုင်က ကာဂီနက်တွင်တန်းကြီးရွာနှစ်ရွာနဲ့ရှာဟာခရိုင်လာမစုကြီးရွာတွေမှာအခုနိုဝင်ဘာလအစရက်ပိုင်းတွေကစတင်ကဖြစ်ပေါ်နေတာပါ။အဲဒီရောဂါကြောင့်နိုဝင်ဘာလ12ရက်နေ့အထိကာဂီကြီးရွာမှာဒေသခံတွေဆေးပေးရှောင်စုစုပေါင်း6ရောက်သေဆုံးသွားခဲ့ပြီလို့ရှင်းသတင်းဌာနတွေမှာဖော်ပြကြပါတယ်။မူဝေအော်အန်ဝမ်ပြက်ဝမ်လျှော်ပြီးတဲ့နောက်အပြက်ကတည်ဆုံသွားရတာ ဖြစ်တယ်လို့လည်းသိရပါဗျ။မနေ့ကနိုဝင်ဘာလ23ရက်နေ့ညနေ4နာရီခွဲလောက်မှာအဲ့ဒီမဟာအောင်မြေရုပ်ရှင်ရုံအတွင်းက မိခိုးလုံးတွေထွက်လာပြီးယုံအတွင်းထဲကဆိုဖာနဲ့ပစ္စည်းတွေလောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါဗယ်။အဲဒီရုပ်ရှင်ယုံအသစ်ဟာမန္တလေးမြို့မဟာအောင်မြေမြို့နယ်52လမ်းနဲ့53လမ်းအကြား86လမ်းပေါ်မှာရှိတယ်လို့သိရပါဗယ်။စေအောင်စုမိသက်ရဲ့အဆိုအရညနေ၄နာရီခွဲဝန်းကျင်မှာမိဆလောင်ပြီး15မိနစ်ကျော်အကြာမှာမိငင်းသက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါဗယ်။မီးလောင်ရတဲ့အကြောင်းရင်းကိုတော့သိချာမသိရသေးပါဘူးရှင်။မနေ့ကနိုဝင်ဘာလ17ရက်နေ့ညနေ4:00ခွဲလောက်မှာ အဲ့ဒီမဟာအောင်မြေရုပ်ရှင်ယုံအတွင်းကမိခိုးလုံးတွေထွက်လာပြီးယုံအတွင်းထဲကဆိုဖာနဲ့ပစ္စည်းတွေလောင်ကျွမ်းနေတာဖြစ်တယ်လို့သိရပါဗယ်။အဲ့ဒီရုပ်ရှင်ယုံအသစ်ဟာမန္တလေးမြို့မဟာအောင်မြေမြို့နယ်52လမ်းနဲ့53လမ်းအကြား86လမ်းပေါ်မှာရှိတယ်လို့သိရပါဗယ်။စေအောင်စုမိသက်ရဲ့အဆိုအရညနေ၄နာရီခွဲဝန်းကျင်မှာမိစလောင်ပြီး15မိနစ်ကျော်အကြာမှာမင်းကြီးတက်နိုင်ခဲ့တယ်လို့ထုတ်ပြန်ပါဗယ်။မိလောင်ရတဲ့အကြောင်းရင်းကိုတော့သိချာမသိရသေးပါဘူးရှင်။